BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ23ရက်ခြေတာပရိညာချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်ထဲဘင်္ဂလားဒေ့ရှ်ဝင်းကျူဟောင်းရှိတ်ခါစီနာရဲ့အမှုကျွန်တော်နာနေမှာစီရင်ချက်ချမယ်ကြောင်းဖြင့်တော့ကရရေညာရေနိုင်တယ်မိညာမိနိုင်တယ်လေမိလည်းတို့လက်ထမကြီးတယ်သူလည်းမသူနိုင်တယ်မဟုတ်လားကျွန်တော်ဘာမှမထုတ်ပြမှာဘူးပေကျွန်တော်တို့ကနိုင်ငံကြီးသားတွေကိုအထင်ကြီးလို့ကျွန်တော်ညီမနိုင်ငံသားကလည်းငွေလင်ကိုင်းအထူးနှိမ်နှင်းရေးတက်ဖွဲ့ကိုအမေရိကန်ကဖွဲ့တဲ့အကြောင်းနဲ့ တောင်ဆန်းစုကြည်အကျယ်ကျုပ်ကလွတ်ခဲ့တာ15နှစ်ပြည့်တဲ့ကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘူဘူကတင်ဆက်ပေးထားပါတယ်။စကိုင်းတိုင်းကမ်ဘလူးနဲ့ခင်ဦးမြို့နယ်ဆက်မှာစစ်တပ်စစ်ကြောင်းစုဖွဲ့မှုပြတ်တဲ့အထိတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီနေရာတွေကိုဘုံကျဲတယ်ဆိုပြီးတော့ မြေပြင်ခြေနေသူတွေကပြောပါတယ်။ဒီနေ့မုန်းလပိုင်းမှာစစ်တကမင်းနဲ့ပိုင်းမဲ့ချပီးငားချိန်ဘုံချဲခဲ့ကြောင်းကျွန်းလှတက်ကြွလှုပ်ရှားသူများဖွဲ့ကဆိုပါတယ်။မနေ့တုန်းကကမ်ဘလူးကနေပြီးတော့အင်အားရာချီရှိတဲ့စစ်တပ်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းခင်ဦးမြို့နယ်တဲကိုဝင်လာတဲ့ချိန်မှာတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီဖွဲ့တွေနဲ့သုံးနိုင်ရင်ဒီပါတိုက်ပွဲဖြစ်ပြီးတဲ့နောက် တက်မ33ရဲ့စစ်ကြောမှုပါဝင် တက်သား90သိဆုံးပြီးစစ်တုံပန်း15ဦးကိုဖမ်းမိတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ဒီသိဆုံးရေးတွက်နဲ့ပတ်သက်လို့ BBC ကတိကျအတိမပြုနိုင်သေးသလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတော့လေစစ်တပ်ဘက်ကထုတ်ပြန်တာမရှိသေးပါဘူး။ဂျာမနီမှာတော့စစ်အင်အားကိုတိုးမြှင့်တဲ့စစ်ဝင်တန်းအစီအစဉ်သစ်ကိုညွန်ပေါင်းဆိုရကသဘောတူလိုက်ပါတယ်။ အသက်၁၈နှစ်ထက်နိုင်ငံသားတိုင်းကိုစစ်မှုထမ်းလို့သလားနဲ့ထမ်းဆောင်နိုင်ခြင်းရှိမရှိ ဖြေဆိုဖို့မိကွန်းတွေပို့ပေးမှာဖြစ်ပါလေအမျိုးသားတွေအတွက်ဒီမိကွန်းတွေကို မဖြေမနေရဖြေဆိုရမှာဖြစ်ပါလေစစ်မှုဒန်ဘိုဆန်နပ်ပြုစည်င်းပေးသူတွေကိုတော့တစ်လဒေါ်လာ3000ပေးမှာဖြစ်ပါလေစစ်သားအရေးအတွက်မပြည့်မီရင်တော့မဝင်မနေရစစ်မှုဒန်းစနစ်ကိုသက်သွင်းဖို့ဂျာမနီဆိုကကရည်ရွယ်ထားပါလေ ယူကရိန်းကိုရုရှားကျူးကျော်စစ်ကြောင်းဂျာမနီကဥရောပရဲ့ကြီးဆုံးစစ်တပ်ကိုထူထောင်ခြင်းနေပါတယ်။ဂျာမန်လူငယ်အများစုကတော့စစ်မှုထမ်းဖို့ဆန္ဒမရှိကြပါဘူး။တခါတိန်ရှောင်နေတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့အမှုအတွေ့စီရင်ချက်ကိုတနင်္လာနေ့မှာချမယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်အစိုးရရှေ့နေတွေကဆိုပါတယ်လူမျိုးနွယ်ကိုထိခိုက်စေတဲ့ ရှာစွေးမှုတွေနဲ့သူ့ကိုဆွဲဆိုထားသလိုမိနစ်တုန်းကအာနာရှင်ဆန်နဲ့သူ့ရဲ့အုတ်ချုပ်ရည်ကိုပုံကြွတွန်းလှန်မှုအတွင် လူရချီသက်ဖြတ်မှုတွေရဲ့အဓိကလက်သည်ဖြစ်လဲသူ့ကိုဆွဆွဲထားပါတယ်။အိန္ဒိယကနေပြန်ပြီးတရားရင်ဆိုင်ဖို့ရမှာလဲအတူရောင်တရားရုံးဖြစ်တယ်ဆိုပြီးမစ္စဟာစီနာကငင်းဆိုပါတယ်။မတရားသင်ကြီးညာခံရတဲ့သူ့ရဲ့အဝါမီအဖွဲ့ချုပ်ကတော့ဓာကာမြို့တော်ကိုပိတ်ဆို့ဖို့တောင်းဆိုထားပါတယ်။ တရားရုံးနဲ့ဤတဝိုက်မှာလည်းလုံခြုံရေးတွေအထူးတင်ကျပ်ထားပါတယ်။ပါကစ္စတန်နိုင်ငံမှာဒီတစ်ပတ်ထဲအသေးကံဘုံခွဲမှုနှစ်ခုကို အာဖဂန်နိုင်ငံသား၂ယောက်ကဆောင်ရွက်ခဲ့ကြောင်းပါကစ္စတန်ပြည်ထရေးဝန်ကြီးကပြောဆိုပါတယ်။ဒီထဲမှာ အစ္စလာမ်မာဘက်မြို့တော်ကပောက်ကွဲမှုလည်းပါပါတယ်။အင်္ဂါနေ့တုန်းကအစ္စလာမ်မာဘက်တရားရုံးသားမှာသေကံဘုံခွဲမှုကြောင့်လူ၁၂ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်။နောက်ပြီး တနင်္လာနေ့တုန်းကလည်းအာဖဂန်နယ်စပ်ကတောင်ပိုင်းဝါစီရစ်ဂျန်ခိုင်စစ်ကြောင်းရဲ့အဝင်ဝတကားကို ဖောက်ခွဲရေးတွေတင်ဆောင်လာတဲ့ကားတစီမောင်းဝင်လာတဲ့အတွက်လူ၃ယောက်သေဆုံးခဲ့ပါတယ်။ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးသက်သေပြဖို့ရတော့မစ္စတာနေဗီယာထည့်သွင်းမပြောချခဲ့ပါဘူး။အာဖဂန်ဘက်ကချက်ချင်းတုံ့ပြန်မှုလည်းမရှိသေးပါဘူး။ဒီဘုံကွဲမှုတွေဖြစ်ပြီးတဲ့နောက်လုံခြုံရေးစိုးရိမ်နေကြတဲ့ အဲ့ဒီမှာရောက်နေတဲ့သတိလင်္ကာခရစ်ကတ်အသင်းကိုကာကွယ်ပေးဖို့စစ်တပ်နဲ့အရန်တက်တီချပေးမယ်လို့လည်းပါကစ္စတန်ဘက်ကပြောပါတယ်ဒီပုံကွဲမှုဖြစ်ပြီးတဲ့နောက်ခရစ်ကတ်သမားအများပြားကအိမ်ပြန်ခြင်းတယ်လို့ပြောကြောင်းသတိလင်္ကာခရစ်ကတ်ဘုတ်ဖွဲ့ကမနေ့ကပြောကြားခဲ့ပါတယ်ဒီတက်ခဲမှုဟာဆယ်စုနှစ်တခုအတွင်းပါကစ္စတန်မြို့တော်မှာဖြစ်ပွားတဲ့ရဲသားတွေကိုတိုက်ခိုက်မှုလည်းဖြစ်ပါတယ်အီသီယိုးပီးယားတောင်ပိုင်းမှာတော့ အမျိုးအမည်မသိရတဲ့သွေးယိုစီးအဖျားယောဂါကြောင့်လူ6ယောက်သေဆုံးခဲ့ပါတယ်။ကျန်းမာရေးဌာနကကပ်ယောဂါဖြစ်ကျင်းညာထားပြီးယောဂါထိန်းချုပ်ရေးနဲ့စစ်ဆေးရေးအတွက်အ мян တုံ့ပြန်မှုအဖွဲ့ကိုဆေလွတ်ထားပါတယ်။ဆရာဝန်တယောက်နဲ့သူနာပြုတူပါသေဆုံးကြောင်း စေယုံရေးမြစ်က BBC ကိုပြောပါတယ်။နောက်ထပ်တခြားလူ6ယောက်ပါကူးစက်တယ်လို့ယူဆရပြီးအဖျားကြီးတာသွေးရစီးတာနဲ့သွေးကြောတွေပြက်စီးတဲ့လက္ခဏာတွေကို တွေ့ရှိရပါတယ်။ ဘန်ကောက်မှာတော့မြန်မာချင်းချင်းဘန်ငွေစေသန်းဖောက်ထွင်းခိုးယူမှုကကျူးလွန်သူတွေကိုအ ਨੇ စုံပုံမှ၃ခုနဲ့အရေးယူမှုဖွင့်ထားကြောင်းဘန်ကောက်ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်တော်ရရှိမြန်မာကမ္ဘောဒီးယားနဲ့လာအိုက online ငွေလိမ်စင်တာတွေကိုဖော်ထုတ်ရေးယူဖို့ငွေလိမ်ကိန်းနှိမ်နင်းရေးအထူးတပ်ဖွဲ့ကိုအမေရိကန်ကဖွဲ့စည်းလိုက်ပါတယ်ဒီချိန်ထဲမှာပဲကြားဖြတ်နေတဲ့ပတ်သက်တဲ့ဆိုပြီးကရင်လက်နက်ကင် DKB ခေါင်းဆောင်တွေကိုလည်းတန်ခတ်ပိတ်ဆို့လိုက်ပါတယ်ဒီကြောင်းကိုတန့်စင်ကပြောပြပေးပါမယ် ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရတဲ့တရားမဝင် online ငွေကြေးလိမ်လည်မှု ကြားဖြန့်လုပ်ငန်းတွေရဲ့ခေါင်းဆောင်ရှီဂျီချန်းကိုထိုင်းကတရုတ်စီမနေ့ကနိုဝင်ဘာ12ရက်ကလွှဲပြောင်းလိုက်ပါတယ်။တချိန်ထဲမှာပဲအမေရိကန်ကကြားဖြန့်လုပ်ငန်းတွေကိုဖော်ထုတ်အရေးယူဖို့ကြားဖြန့်စင်တာနှိမ့်နှင်းရေးအဖွဲ့တစ်ခုဖွဲ့လိုက်ပြီးဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ထိပ်တန်းခေါင်းဆောင်၄ဦးကိုတန်းခတ်အရေးယူလိုက်ကြောင်းကြေညာလိုက်ပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပိတ်မှတ်ထားတဲ့ online ငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေနဲ့ပါဝင်ပတ်သက်တယ်ဆိုပြီးအမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ် ်ရေးယုံ OFAC က DKB ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီဗိုလ်ချုပ်ကြီးစောဆန်းအောင်ဗိုလ်မှူးချုပ်ဆိုင်းကျော်လှနဲ့ဗိုလ်မှူးချုပ်စောစိန်ဝင်းတို့ကိုအေးအေးယူတန်ခတ်ပိတ်ဆို့ခဲ့ပါတယ်ဒီပေါ် DKB ရဲ့စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်တုံ့ပြန်တာကလောကကြီးကညညာညနေမိညာမိနိုင်တယ်လေမိလည်းတို့လက်ထမိုင်းကြီးတို့လည်းမတို့နိုင်တယ်မဟုတ်လားကျွန်တော်ဘာမှပြောပြမဟုတ်အဲကျွန်တော်တို့ကနိုင်ငံကြီးသားတွေကိုအထင်ကြီးတယ်ကျွန်တော်မြန်မာနိုင်ငံသားကလည်းအဲကျွန်တော်နားလဲတာတရားမျှတတ အပြောင်းရှိုးတဲ့ကျွန်တော်အဲ့လိုနားလဲတယ်အခုကလက်ရှိနေထားကြတော့ဟုတ်တာဟုတ်မဟုတ်တာဟိုနိုင်ငံကြီးသားလည်းပြောတတ်တယ်ဆိုတာကျွန်တော်နားလဲလာပြီပေါ့နော်တဆက်တဲ့အမေရိကန်ကမြန်မာအပါဝင်လာအိုနဲ့ကမ္ဘောဒီးယားကိုအာရုံထားပြီးအရှိတောင်အာရှကကြားဖြန့်စင်တာတွေကိုဖျက်ဆီးတရားဆွဲဆိုတာနဲ့စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ကြားဖြန့်စင်တာနှိမ့်နှင်းရေးအဖွဲ့ကိုအမေရိကန်ထောက်လှမ်းရေးအပါအဝင်အစိုးရအေဂျင်စီတွေစုပေါင်းဖွဲ့စည်းလိုက်ပြီလို့လည်းထုတ်ပြန်ပါတယ်အမေရိကန်ကဖော်ထုတ်အရေးယူတဲ့အခါမြန်မာကအပါဝင်ပတ်သက်သူတွေကိုလက်တွေ့ကျကျဖမ်းဆီးလာနိုင်တာမျိုးအထိဖြစ်လာ လာနိုင်ပါသလားအမေရိကန်ရဲ့ကြားဖြတ်နေနေရေးအဖွဲ့မြန်မာပြည်ရင်းကကြားဖြတ်အရေးဘလို့ဆောင်ရွက်လာနိုင်ပါသလဲနိုင်ငံတကာလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတဦးပြောပြထားတာကို BBC ကအတန်းအစားထိုးဖတ်ပြထားပါတယ်သူတို့ကအမေရိကန်ကိုထိခိုက်တဲ့ကြားဖြတ်ကိစ္စတွေကိုနှိမ်နှင်းဖို့ဆိုပြီးထုတက်ဖွဲ့ဖွဲ့တာဒါကစကန်စင်တာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးကိုရေပူရအဖြစ်ဂိုင်တွယ်ဖို့ဆိုပြီးလုပ်တဲ့ဟာအခုကအမေရိကန်မှာလူတွေအလိန်ခံရတယ်အလိန်ခံရတဲ့ကိစ္စကို FBI ကိုတိုင်တယ်တိုင်တဲ့အခါမှာ FBI ကဒီဟာကိုမှုငင်းတစ်ခုအနေနဲ့သူတို့စုံစမ်းပြီးအရေးယူမှုတွေလုပ်ဖို့လုပ်တယ်အဲ့ဒီအဆင့်လောက်ပဲရှိတယ် မေရိကန်ဗန္ဓာရေးဝန်ကြီးဌာနဟာကြားဖြတ်နဲ့ဆက်နွယ်တယ်ဆိုပြီးကရင်နယ်ကြားဆောင်တက် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့တာနှဦးကိုလည်းအခုနှစ်မေလတုန်းကဒဏ်ခတ်ပိတ်ဆို့အေးအယူထားပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကအွန်လိုင်းငွေကြေးလိမ်လည်မှုတွေကြောင့်နမဲဆိုးနဲ့ကြော်ကြားနေတဲ့ကရင်ပြည်နယ်က KK ဘက်ကိုစစ်ကြောင်းနဲ့ဝင်ရောက်စီးနှင်းပြီးတဲ့နောက်အဆောက်အုံတွေကိုဖြိုချရှင်းလင်းနေကြောင်းသတင်းတွေလည်းထုတ်ပြန်နေပါတယ်ခင်ဗျာ။တော်ရရှိမြတ်ခင်ဗျာ။ဒီကနေ့ဟာအရင်စစ်ဆိုးရခက်က ဒေါအောင်ဆန်းစုကြည်ကို နေအိမ်ခြေချုပ်ကလွှတ်ပေးခဲ့တဲ့15နှစ်ပြည့်တဲ့နေ့ဖြစ်ပါလေလက်ရှိမှာလေဒေါအောင်ဆန်းစုကြည်ကိုစစ်တကကျင်းချထားပြီး အများပြည်သူမြင်ကွင်းကပျောက်ွယ်နေတာ9နှစ်နီးပါးရှိနေပါပြီဒီကြောင်းမဆန်နီထွန်းကပြောပြပေးပါမယ် အာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်1989ခုနှစ်ကနေ2010အထိ22နှစ်တာကာလအတွင်းဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကနေအိမ်အကျဲချုပ်အကျဉ်းချင်းချမှတ်ခဲ့ပြီးသူဟာ15နှစ်ကျော်လောက်အကျဉ်းဆောင်ဘဝနဲ့ဖြတ်သန်းခဲ့ရပါတယ်။2010ခုနှစ်နိုဝင်ဘာ9ရက်မှာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲအပီးတပတ်အကြာမှာနိုဝင်ဘာ23မှာတော့သူ့ကိုနေအိမ်အကျဲချုပ်ကနေလွှတ်ပေးခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာအဲ့ဒီကာလတွေမှာနေအိမ်အကျဲချုပ်ကြာနေချင်း အတူနေမိမပေါ်ထားရှိနိုင်တာအပြင်ကနေအစားစာပို့ခွင့်ရတာသူ့ရဲ့မိသားစုဆရာဝန်နဲ့ကျန်းမာရေးဆောင်ရှောက်မှုခံယူခွင့်ရတာမိသားစုနဲ့တခါတရံအဆက်အသွယ်ပြုလုပ်နိုင်တဲ့အခွင့်အရေးတွေရရှိခဲ့ပါတယ်လက်ရှိကာလမှာဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုအတိအကျထုတ်ဖော်ပြောဆိုတာမျိုးမရှိတဲ့အပြင်သူ့ရဲ့မိသားစုရှေ့နေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတာဝန်ရှိသူတွေနဲ့ကအစဘသူနဲ့မှတွေ့ဆုံခွင့်မပေးတဲ့အခြေအနေဖြစ်ပါတယ်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘို 我鲁木齐，我们不表白那个。 အ ਨੇ စုံတော့သူ့ရဲ့ကျမ်းမာရေးကောင်းမွန်နေเนาะကျမ်းမာရေးစောင့်ရှောက်မှုကောင်းကောင်းပေးထားတဲ့ဆိုတော့သူတို့ပြနိုင်တဲ့နီလန်းနေအများကြီးရှိပါတယ်အဲ့ဒါကိုတကူမှမလုပ်ဘူးဆိုလေကျွန်တော်တို့ကပို့ပြီးစိတ်ကူလေးပဲဒေါန်ဆန်းစုကြည်ကတာမန်ပြည်သူတူမဟုတ်ပါဘူးအဲ့ဒီလိုနိုင်ငံအတွက်အကျိုးရှိတဲ့လူတွေကိုအခမဲ့အလားအတာဖြစ်သွားအောင်ပြုလုပ်တာနိုင်ငံအတွက်ကဘယ်လိုမှမကောင်းနိုင်ပါဘူးလို့ပဲပြောချင်ပါတယ်ဒေါန်ဆန်းစုကြည်ဟာသွန်းနဲ့ပတ်သက်တဲ့ယောဂါသွေးပေါင်ချိန်ကြပြီးမူတက်တဲ့ဝေဒနာတွေခံစားရလေရှိတာကြောင့်အ ਨੇ စုံ မိသားစုနဲ့နှိစက်သူတွေကိုတွေ့ခွင့်ပြုတင်တယ်လို့တရားရုံးနဲ့နှိစက်တဲ့အတန်ဝန်ကထောက်ပြပြောဆိုပါရတယ်။လူခွင့်ရေးလှုပ်ရှားသူတယောက်ပြောတာက ဖယ်နေရရောက်နေရဆိုတော့မသိရဘူး။ကျမရဲ့ချင်းဒီဘလူဖြစ်နေရဆိုတော့မသိရဘူးနော်။နောက်ပြီးတော့ဘလူနေထိုင်စားတောက်နေရဆိုတော့မသိရဘူး။ဆိုတော့အနေဆုံးလူခွင့်ရရှုထောင်းမှနေကြည့်ရင်တော့မဒါတွေကလူခွင့်ရမှာဒေးစားလိုက်နိုင်ရမယ့်အခြေအနေမျိုးဖြစ်တယ်။ပြီးတော့သူမကထိပ်ပိုင်းကောင်းဆောင်တူလည်းဖြစ်ကဘာတိတဲ့ပုံကူတူလည်းဖြစ်တယ်။ဒီလိုမျိုးပုံကူမျိုးကိုတော့မဒီလိုဖန်ထားပြီးတော့ဘာအချက်လက်မှမပေးဘူးဆိုတော့အလွန်တရာဆိုးရတဲ့ကိစ္စဖြစ်တယ်။လက်ရှိမှာစစ်တပ်ကသူ့ကိုအမှုပေါင်းတရာစင်ကြောနဲ့တရားစွဲပြီး ထောင်နဲ့28နှစ်ကြာခံနေရပါတယ်ဒီတချိန်စစ်တပ်ကသူ့ကိုဖမ်းဆီးတာဟာအရင်နဝတနာဖစစ်ဆိုးရတွေလက်ထက်တွေကတည်းကပို့ပြီးတော့အသက်80အရွယ်သူ့အတွက်ခက်ခဲကြမ်းတမ်းတယ်လို့စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်ရှင်သောတာရှိမြတ်ခင်ဗျာအေအေနနကိုင်းနေထိန်ချုပ်ထားတဲ့ရှင်းပြနေပလဝမြို့နယ်အထက်ပိုင်းကရွာတစ်ချို့မှာကုဆတ်မြန်ဝင်ရောက်ဖြစ်ပွားမှုတွေမြင့်တက်နေပြီး အသွာလာတွေကိုယာယီကန့်သတ်ထားပါတယ် ီယောဂါကအိန္ဒိယမီဇိုရန်ပြည်နယ်က ရွာတချို့မှာစဖြစ်ပြီးကုန်တွေကတဆင့်ပလဝဘက်ကိုကူးလာတာလို့လေဒေသခံတွေကပြောပါတယ်ဒီကြောင်းကိုမြင့်လွင်က ပြောပြပေးပါမယ် ချင်းပြည်နယ်ပလောဝါမြို့နယ်တဲကဂလတမြင့်အထက်ပိုင်းကျေးရော်တွေမှာအခုလအစောပိုင်းကစားလို့ကုစက်မြန်ဝက်ရှော်ဝင်ပြေရွာကဖြစ်ပေါ်မှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။ပလောဝါမြို့နယ်ရှင်လဝတိုင်းနယ်အတွင်းကကျေးရော်တွေမှာအဓိကဖြစ်ပေါ်နေရတာဖြစ်ပြီးအိန္ဒိယနေဆက်နဲ့ရခိုင်ပြည်နယ်ဘက်ကကုန်သွယ်နေရတဲ့ကုန်သွယ်ရပါအဝင်လူဦးရေ300လောက်မှာအဲ့ဒီရွာကကုစက်ခံထားရတာ30ခန့်ကိုအတွဲလူနာအခြေကုသပေးနေရတယ်လို့နေမြေထင်းရှုပ်ထားတဲ့အာရခတက်တော် AA ရဲ့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။ဒီရွာကဟာပြီးခဲ့တဲ့လပိုင်းတွေထဲကစားလို့မေဇူရယ်ပြည်နယ်ထဲကလောင်တလိုက် ခရိုင်နဲ့ချာဟာခရိုင်တွင်းကကြေးော်တွေမှာစတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီးအဲ့ဒီကနေတဆင်ကုဆဲမှုတွေပြန်ပေါ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ချင်းလဲဝကြေးော်ဟာမီဇူရန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်အကြားကုန်သွယ်မှုလုပ်ရမှာအဓိကကျတဲ့ကုန်သွယ်ရေးစခန်းဖြစ်ပြီးကုန်သွယ်တွေကနေတဆင်အခုလိုရောဂါကုဆဲမှုတွေစတင်ဖြစ်ပေါ်ခဲ့တာလို့ပလဲဝဒေသခံတူပြောတာကအင်ဂျီယာကနေဒီကျွန်တော်တို့ရခိုင်ဘက်ကိုဒီကလေးတွေအမြင့်ဖြတ်အတော့လာအများကြီးရှိတယ်။အဲ့ဒီအခြေကနေအခုကဒီရောဂါက ကြောက်ဖို့ကောင်းတဲ့ယောဂါပေါ့နော်အခုဆက်မြင်တယ်ဒီနိုင်တဲ့ယောဂါဆိုတော့ဟောဆိုရင်ကြတာပေါ့ဟုတ်ကဲ့အဲကြောင့်မို့ဒီအခုအရခအစိုးရကလည်းအဲ့ဒီဖက်ကို ယာယီလမ်းပိတ်ထားရအခုလိုကုသမြန်ရွာကဖြစ်ပေါ်နေတဲ့အတွက်မေဇူရန်ပြည်နယ်ထဲကကြေးော်တွေမှာလည်းတရော်နဲ့တရော်အဝင်အထွက်တွေကိုဒေသအနာပိုင်တွေကပိတ်ပင်တားမြစ်မှုတွေပြုလုပ်ထားတယ်လို့ရှင်းပြနေတဲ့ကပလဲဝါမြို့နယ်အတွင်းမှာလည်းအရခတ်တက်တော်အေအေကအသောလာတွေကိုယာယီဆိုင်ငံ့ထားတယ်လို့ဒေသခံတွေကပြောပါတယ်လောင်တလိုင်းဘက်ကအရှင်တွေကိုအဲ့ဒီဒေသမှာစစ်ဆောင်နေတဲ့ရှင်မျိုးသားတူပြောတာကတာမန်ဝမ်ချိုယောကမဟုတ်ဘူးအရန်တည်တယ်ပြီးတော့ ကိုဆက်တာလည်းအရန်ညံတယ်အဲဒါကြောင့်သွားလဲလုံးဝကန့်တတ်ထားတဲ့ volunteer ဒီကလွယ်လို့တကြိုတဲ့နေရာလဲလူတိုင်းမလိုက်ခိုင်းဘူးတရက်သေးနဲ့ကို၄ဦးကနေ9ဦးတော့တရက်ဖြစ်သွားတာဆိုတော့အဲဒါတော့နည်းနည်းတော့အန္တရာယ်များတယ်ပေါ့နော်ပြီးခဲ့တဲ့မိုးရင်းကလာတုန်းကလည်းဘလောဝါမျိုးတွေကိုဖြစ်ပြီးမေဇူရန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ကိုကုန်သွယ်နေကြတဲ့ကုန်သေးတွေကနေတဆင်းငှက်ပြရောဂါဖြစ်ပေါ်မှုတွေမြင့်တက်ခဲ့ပြီးဆေးဝါးအခက်အခဲတွေကြောင့်လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ်လက်ရှိမှာလည်းကုသမြန်ဝန်ရှောဝန်ပြေယောဂါကြောင့်ဆေးဝါးအရှိန်မီကုသမှုတွေမပင်းနိုင်လို့ရှိရင်ယောဂါကုသပြန့်ပေါ်မှုတွေဖြစ်ပေါ်လာနိုင်ပြီးပုံမစွန့်ရင်ရတဲ့အခြေအနေရှိနေတယ်လို့ဒေသခံတွေကစိုးရိမ်နေကြပါတယ်ခင်ဗျာကြဒဘရိညာချံ PPC မြန်မာပိုင်းအစီအစဉ်ဒီတင်ပြီးဆုံးပါပြီ PPC ကနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များနဲ့တကွမြန်မာပြည်သူပြည်သားပေါင်း ကိုစိတ်နှဖျား HMP ဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။